မင်္ဂလာပါခစ်တဲ့ຫນွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။အားလုံးစက်ကော်မရှင်အကြံပတ်ရေးတဲ့နေ့ပူရဲစည်ရေးလေးချင်မုံရစားစည်ရေးရင်သုံးစင်းရန်ကုန်မြို့သို့ရရှိလာစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမစစ်ကော်မရှင်ရေးတဲ့နဲ့စည်ရေးလေးချင်းပူတဲ့ပြုလုပ်ဖို့ရစားစည်ရေးရင်သုံးစင်းရန်ကုန်မြို့သို့ရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။ဒီစစ်သည်မော်သုံးစင်းကတော့ဖရီကက်စည်ရေးရင်၊ကော်ဘတ်စည်ရေးရင်၊ ထောက်ပံ့ရေးရည်ရင်တို့ဖြစ်ကြပြီးရန်ကုန်မြို့ရှိသီလဝါစိတ်ကန်းကိုလူဝေမာလာဆိုင်ရည်ညနေပိုင်းကဆက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ရဆာနိုင်ငံရဆာရည်တက်ပစိဖီဖလီမှာစည်ရည်ရင်သုံးစင်းမြန်မာရည်တက်နဲ့အတူစည်ရည်လက်ချင်းမုံအခုတစ်ချိန်နဲ့ဆိုရင်တတိယချိန်များရရှိလာတာဖြစ်တယ်လို့သိရပါတယ်။အချမ်းပတ်စစ်ကော်မရှင်ရည်တက်ဟာနိုဝင်ဘာလ10ရက်နေ့ကနေ14ရက်အထိကပ်ပလီပင်လယ်မြောက်ပိုင်းမြိမ်မြို့အနောက်ဘက်ပင်လယ်ပြင်မှာ9ရက်ကြာစည်ရည်လက်ချင်းမှုတစ်ခုကိုပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီစည်ရည်လေးချင်းကမှရေပြင်ဝေဟင်းရေအားဆက်လက်နဲ့ပြည့်စည်ပြခတ်မှုလေးချင်းကံတွေကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။၎င်းစည်ရည်လေးချင်းကမှရေပြင်ဝေဟင်းမြေအားဆက်လက်နဲ့ပြခတ်မှုလေးချင်းကံများကိုပြုလုပ်သွားမှာဖြစ်ပြီးစည်ရည်လေးချင်းကံပြုလုပ်မိနေရကုန်ရေမှန်60ပတ်လေပတ်ဝန်းကျင်ရှိကလေးချင်းကံဧရိယာကပူဇော်ကျောင်းအနောက်ဘက်ဆယ်မိုင်အကွာမှာစပြီးစည်ရည်လေးချင်းမြေဖြစ်တယ်လို့စစ်ကောင်မရှင်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ရုရှားစစ်ရင်အုံစင်အားမြန်မာနိုင်ငံသို့ချစ်ချင်ရေးခရီးရောက်ရှိနေသည့်ရုရှားရေတပ်မှဒုရေတပ်ဦးစီးချုပ်ပို့ချုပ်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တမ်းမှုမြန်မာချမ်းမတ်ရေတပ်မှအရာရှိကြီးများအရာရှိစစ်သည်များတာဝန်ရှိသူများကကြိုဆိုခဲ့ကြကြသိရပါသည် မြန်မာစစ်အုပ်စုပြည်ကြားရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်ထံမှရုရှားရေတပ်မှဖရီကက်စစ်ရေရင်ကော်ဘတ်စစ်ရေရင်နှင့်ထောက်ပံ့ရေးရေရင်တို့သည်မြန်မာနိုင်ငံသို့တတိယအကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများဆောင်ရွက်ရန်နှင့်ချစ်ချင်ရေးခရီးလည်ပတ်ရန်ရောက်ရှိလာခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဆလပင် AACUD ကျောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကို ပုံကျပြီးတပုံမှန်နှများအပြတ်ချအမြင့်ဖြိုးရမည်ဟုစက်ဖို့ပါတီနေပြည်တော်နေမြေဥက္ကရာအမတ်လောင်ပူလလဆွေကြီးကျော်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အာရခတက်တော် AACUD ကျောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိသည့်နေရာကိုပုံကျပြီးတပုံမှန်နှများအပြတ်ချအမြင့်ဖြိုးရမည်ဖြစ်ကြောင်းစက်ဖို့ပါတီနေပြည်တော်နေမြေဥက္ကရာအမတ်လောင်ပူလလဆွေကကြွေးကြော်ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှသတင်းထုတ်ထုတ်ပြောဆိုလာခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငြိမ်းချမ်းရေးဆွေးနွေးရမည့်အချိန်မဟုတ်တော့ပေအပြတ်ချရမည်ဖြစ်ကြောင်းတပုံမှန်နှမအမည်ပြုရမည်ဖြစ်ကြောင်းငြိမ်းချမ်းရေးစကားပြောဆိုခဲ့သည်မှာမျှားနေပြီဖြစ်ကြောင်းဘူလက်လာဆွေကထုတ်ထုတ်ပြောဆိုသွားခြင်းဖြစ်ပါတယ်ကျွန်တော်ကဦးလာဆွေဘူလက်လာဆွေလို့လည်းခေါ်တယ်ကျွန်တော်က KIA မင်းတို့ရွှေလက်နဲ့ခေါ်တော့လာခြင်းလား မလာလို့စီရင်ဘူးလက်လွတ်လိုက်ရမလားလို့လွှတ်တော်မှာမိခဲ့တဲ့ကောင်ကျွန်တော်ကလိုင်စာကိုပုံကျဲဖို့လေကျွန်တော်တိုက်သွင်းခဲ့တယ်ဒီလိုပဲဘယ်တပုံမှမဆွေးနေဘူးငင်းချမ်းရေးဆွေးနွေးပဲကျွန်တော်မထင်နေကျွန်တော်ဘယ်တော့မှမဆွေးနေဘူးစကားပြောတာများနေပြီ ညာနေပြီးအပြတ်ချမင်းကျွန်တော်အမာလိုင်းအမာလိုင်းနဲ့မှာပါကျွန်တော်ကအပြော်လိုက်မဟုတ်ဘူးဤရောဤရောနဲ့ငဖဲတို့တို့မဲ့အထဲမှာကျွန်တော်မပါဘူးအပြတ်ချမဲ့အဖွဲထဲမှာပါတယ်လာမဲ့အေးအေးတပုံထွန်းမျက်နှာပဲနာစီမလဲစီးတဲ့နေရာပုံကျဲမဲ့အပြတ်ချမင်းအမြင့်ဖြုံမင်းဒါပဲလာမဆွေနဲ့ဆွေနေတဲ့အထဲမှာကျွန်တော်မပါဘူးလို့ဘူးလဲလာဆွေကပြောပါတယ် ဘူလက်လာဆွေကကြံဖော့ပါသည်ဤဘ ਹੁ ကော်မတီအဖွဲ့ဝင်ဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဖြစ်ကပေါ်ပတေတီမျိုးနဲ့ပြည်သူ့လှုပ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စီရင်တွင်ထားသူလည်းဖြစ်ပါတယ်။ဒါအပြင်နေပြည်တော်စေယုံကလည်းရက်ခိုင်ပြည်နယ်ပလောဝမျိုးနယ်တွင်တည်ရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတည်နေရာနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်အော်တိုဘာလနောက်မှအတွင်ပြုလုပ်ခဲ့သည့်ရက်ခိုင်ဒေသစည်ရေးဆိုင်ရာအစည်းအဝေးမှာညွှန်ကြားခဲ့ကြောင်းနေပြည်တော်စစ်ဘက်တရင်ချင်းမြစ်ထံမှသိရပါတယ်ရှင်။